မင်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပလင်းမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှ40ကျော်ကတည်ဆောင်ပြီးလက်နက်ခဲယံတချို့သိမ်းဆည်းရရှိရကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလင်းမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ဘက်မှ40ကျော်ကတည်ဆောင်ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော်ပြီးပါ Liberation Army PLA မှာတာဝန်ရှိသူတအုပ်ကပြောပါရဲဇွန်လ19ရက်နေ့မနက်6:40မိနစ်အချိန်စကိုင်းတိုင်းပလင်းမြို့နယ်ရှိကန်တောင်ရဲစခန်းကိုပြည်သူလူမျိုးရေးတပ်မတော် PLA ဦးဆောင်မှုနဲ့တော်လိုင်းမဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ကြောင်းကန်တောင်ရဲစခန်းကိုပြည်သူလူမျိုးရေးတပ်မတော်ကဇွန်လ9ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးရှက်သက်တပတ်နှစ်ပတ်ကျော်ကြာလွန်ဇွန်လ19ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရဲရန်သူဘက်ကတင်ဆောင်မှုစည်းရင်းတွေတော့အတိအကျမသိရသေးဘူးအနည်းဆုံးရန်သူဘက်က40ကျော်တည်မယ်လို့မှန်းထားတာ ပေါ်စည်ရင်အတီကြတော့အတီမပြုတ်နိုင်သေးဘူးလို့ပြည်သူ့လူမျိုးရေးတက်မတော်မှတာဝန်ရှိသူကပြောပါတယ်။ ကန်တောင်ရင်စကန်သိမ့်တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းပစ်ကူးတရဆက်ပြီးခဲ့ပြီးအပြင်းထန်ခုခံခဲ့ကြောင်းဇွန်လ၂ရက်နေ့မှာစကန်သိမ့်နိုင်လိုက်တဲ့ဇွန်လ၁၉ရက်နေ့ထိလေကြောင်းတိုက်ခိုက်မှုအကျဉ်းနေရာကျော်ပြုလုပ်ခဲ့ပြီးဘူးတီလုံးရင်900ကျော်ကျဲချခဲ့ကြောင်း Jet Fighter များ Wing တွဲဘုံကျဲလီများပါဝင် M35 တိုက်ခိုက်ရဟန်းရင်နဲ့စက်တက်လီလီများနဲ့လည်းလာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကန်တောင်ရဲစကန်သိမ့်တိုက်ပွဲအတွင်းဇွန်လ၁ရက်နေ့နေ့လယ်12:55မိနစ်အချိန်တိုက်ပွဲကိုလေကြောင်းပစ်ကူလာတဲ့စစ်ကောင်စီရဲ့ F7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကို ိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပြည်အလင်ကပြစ်ချနိုင်ခဲ့ပြီးလင်းရင်ပြစ်ချသွားကလင်းရင်မူလည်းတည်ဆောင်းသွားလို့သိရပါဗျ။စစ်ကောင်စီကကန်တောင်ရဲစခန်းမကြဖို့အတွက်လေကြောင်းပစ်ကူအမြောက်များပြင်မြေပြင်စစ်ကူစစ်ကြောင်းများလက်နက်ခဲယမ်းများရှိခါများလည်းပို့ဖို့ခဲ့ကြောင်းအဓိကအပြင်ကန်တောင်ချင်းရွာနဲ့သုံးမိုင်ခန့်ကွာဝေးတဲ့စစ်ကောင်စီပြည်သူ့စစ်ပြူစောတိများအခြေဆိုင်ရာအင်မတီရွာကို MISMT ရဟန်းရင်နဲ့အချိန်ချင်းစစ်ကူဖို့ခဲ့ကြောင်းအင်မတီရွာမှထွက်လာတဲ့ပြူစောတိနဲ့စစ်ကောင်စီပူးပေါင်းစစ်ကူစစ်ကြောင်းတွေကိုပြည်သူ့လူမျိုးရေးတပ်မတော်ပြည်အလင်းနဲ့မဟာမိတ်တပ်ပေါင်း စုတွေကစစ်ကြောင်းပြတ်တဲ့အထိအောင်မြင်စွာတိုက်ခိုက်ဖြတ်တောက်ထားနိုင်တဲ့အတွက်ကန်တောင်ကိုစစ်ကူများမရောက်နိုင်မရှိနေခဲ့ကြောင်းသိရပါဗျ။ ကန်နောင်ရေစခန်းရှိကုရခင်ရမယ်စစ်ကောင်စီစစ်သားတွေမှလည်းစစ်ကူလာတဲ့အချိန်တိုင်းတက်လန့်ကြခဲ့ကြောင်းစစ်ကောင်စီကလေကြောင်းမှဝိုင်းတွဲလီရင်နဲ့ကန်တောင်ရေစခန်းကိုရှိခါဒုတ်တိခရက်နေချပေးခဲ့တော့လဲစစ်ကောင်စီစစ်သားတွေကလာရောက်ယူဆောင်ခြင်းပြည်သူလူမျိုးရေးတက်မတော့ရဲဘော်တွေကပြစ်ခတ်ဟန်တာတဲ့အတွက်ရိခါတို့များခရက်တို့များစခန်းထဲကိုမကြောက်ခဲ့ပါဘူးအခုသိမ့်ပိုင်ရရှိတဲ့ကန်တောင်ရေစခန်းကအချက်ချာကြတဲ့အာဆီယံလမ်းမကြီးပလဲခံကောလမ်းပိုင်းမှာတည်ရှိပြီး၎င်းလမ်းကအိန္ဒိယနိုင်ငံထိသွားလာနိုင်တဲ့အတွက်မဟာဗျူဟာရအလွန် ေးပါတဲ့နေရာဖြစ်ကြောင်းဒါပြင်ကန်တောင်မှာအနောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆ23တီရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်မှာကပ္ပဆ24တီရှိကြောင်းသိရပါတယ်ကန်တောင်ရဲစခန်းကပလင်းမြို့မှရဲစခန်းဖြစ်ပြီးလင်းအဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးဘန်ကာများမိုင်းကွင်းများကရုတ်ချင်းများနဲ့ခန်းစဲတက်တက်ပြင်ဆင်ထားတဲ့တပ်စခန်းတစ်ခုဖြစ်ကြောင်းကန်တောင်စခန်းသိမ်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော်မှအမျိုးသမီးရဲဘော်တွေလည်းရွရွချင်ချင်ပါဝင်ကတိုက်ပွဲဝင်ခဲ့ကြောင်းသိရပါတယ်ကန်တောင်ရဲစခန်းကိုပြည်သူ့လူ မြောက်ရေးတက်မတော့ PNLi မှာတင်ပိုင်ရမှာမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တက် OAPSDN ရင်းမပင်ကန်မတ်စတစ်တရင်စက်သစ်နဲ့တက်မတော့ဗမာလူမြောက်ရေးဒီမိုကရက်တစ်တက် PLDF တောင်းနဲ့နေစီမချပျောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်နောက်ထပ်တစ်ပုံအနေနဲ့တောင်တာမြို့နယ်မှာတော်လိုင်းတက်တွေကလုံခြုံရေးစစ်ဆေးစဉ်ကပ္ပဆာ22မှာတက်ကြက်ကြီးအောင်မျိုးကိုအရှင်ဖမ်းမိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းရှိလမ်းပိုင်းတနေရာမှာလုံခြုံရေးစစ်ဆေးစဉ်စစ်ကောင်စီတပ်မှ တက်ချက်ကြီးအောင်မျိုးကိုအရှင်ဖန်စီရရှိခဲ့ကြောင်းတောင်တာမြို့နယ်ဘက်ကဖမတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ဇွန်လ18ရက်နေ့ကတောင်တာမြို့နယ်တွင်ရှိလမ်းပိုင်းတနေရာမှာတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရဲဘော်တွေကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်စဉ်ပဲခူးရိုင်းတာကရာတက်မတော်ကြီးစားဆက်ရုံမှာတာဝန်ထမ်းဆောင်နေတဲ့ဂျမ်ဖတ်စစ်ကောင်စီရဲ့လက်အောက်ခံတက်ချက်ကြီးအောင်မျိုးကိုမြမစီဝိုင်းဘန်စာအမှတ်ပုံတင်ရှင်းမောင်းလိုင်စဉ်တမတ်သားရွှေလက်စုတကွင်းတို့နဲ့တူဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။သူကပဲခူးတာကရာဘက်ကနေမကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်ဘက်ကိုမြမစီဝိုင်းဘန် မအပ်ထားတဲ့သူ့ငွေကြေးလေးထုတ်ရင်းခွင့်နဲ့သွားတာလို့သိရပါတယ်လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေတယ်သူ့စီကတရင်ချက်လက်ဘာညာရဖို့စစ်ဆေးနေတော့မယ်လို့တောင်သားမြို့နယ်ပကဖမတာဝန်ရှိသူတောက်ကပြောပါတယ်တောင်သားမြို့နယ်အတွင်းမှာမြို့ပေါ်အေရိယာကလွဲပြီးကျေးရွာတွေနဲ့မြို့နယ်အချက်ကြကြလမ်းတွေကိုတော်လိုင်းတပ်တွေကထိန်းချုပ်ထားကတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များအကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိရလို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် လာထွေထွေညီလာခံမှာဆွေးနွေးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာလူရဲ့ပြည်ရင်းစစ်ကအခုကကမ္ဘာမှာဘာသာရေးလူမျိုးကြီးနဲ့မပတ်သက်ပဲထူးခြားစွာဖြစ်ပေါ်လာတဲ့အာဏာရှင်ဆန့်ကျင်ဒီမိုကရေစီရေးအတွက်လူလူတရလုံးအင်းနဲ့အားနဲ့ဆန့်ကျင်တွန်းလှန်တွန်းလှန်နေခြင်းပဲဖြစ်ပါတယ်။စေဝါဒီများအာဏာသိမ်းတယ်လို့ဆိုပြီးအလွယ်တကူပြောနေခြင်းသာဖြစ်တယ်။တကယ်တမ်းမှာနိုင်ငံကိုလက်နဲ့အားကိုနဲ့လူရဲ့ဓမြတိုက်ပြီး၎င်းတို့ပိုင်ဖြင့်လူလူလက်မသိမ်းယူသွားတဲ့လူရဲ့ကြီးဖြစ်လို့လူလူမှရရလက်နဲ့ဆွဲကင်တွန်းလှန်ခဲ့ရမှာအနွေဦးတွန်းလှန်ရေးကြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီဒေါ်လာရေးကြီးရဲ့အလံတော်အောက်မှာပဲနှစ်ပေါင်း80နီးပါးလူမျိုးရေးရတင်းမာမှုတွေရှိနေတဲ့အဖွဲ့အစည်းစည်းလုံးညီညွတ်စွာတိုက်ပွဲဝင်လာခဲ့ကြပါတယ်။ ၎င်းနှင့်ပတ်သက်ပြီးကွယ်လွန်သူဆီယာညီပူလေးကဓမ္မနှင့်အဓမ္မတို့ကြားတိုက်ပွဲအမားနှင့်အမန်တို့လွန်ဆွဲပွဲစိတ်ကူးစိတ်တက်များနဲ့ပုတ်တိုးဆွေးမြည်နေပြီးခိုးဆိုးလူရဲဖို့သာတည်တဲ့သူများအကြားနဗန်းတက်ပွဲနောက်ဆုံးမှာတော့လက်နက်ကင်လူတစုနဲ့လူပေါင်းတန်း90ကျော်တို့သူနိုင်ကိုနိုင်အပြိုင်ကျဲကြတဲ့နောက်ဆုံးတိုက်ပွဲကြီးလို့ရှိသားခဲ့ပူပါတယ်၎င်းကအမှန်ပဲဖြစ်တယ်ဒီတိုက်ပွဲကြီးမှာအရေးနှိမ်သွားမယ်ဆိုရင်နောက်ထပ်မျိုးဆက်ပေါင်းများစွာစစ်ကောင်းဆောင်များနဲ့၎င်းတို့မိသားစုများလက်ဝေကန်ခရိုနီရဲ့လက်ခုပ်ထဲကရှိလို့တွန်လို့တွန်မှောက်လို့မှဘဝနဲ့အသက်တချောင်းကိုပြ င်ပန်းဆင်းရဲကြီးစွာနဲ့မွေးမြူနေကြတဲ့ဘဝမျိုးနဲ့နေထိုင်သွားကြတော့မယ်ဆိုတာကိုပြည်တွင်းရှိဓမင်းစာကြီးတို့လည်းတည်ထားကြပြီးဖြစ်ပါတယ်။လက်ရှိမှာပဲ80ရာခိုင်နှုန်းကဆင်းရဲနွမ်းပါစွာနေထိုင်ကြရတယ်လို့ကုလသမဂ္ဂမှထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ကမာကြီးကဒီအကြောင်းအရာတွေကိုကောင်းစွာသိထားကြော်လဲ၎င်းတို့ဝင်ရောက်ကူညီပေးခြင်းမရှိဘဲလက်ပိုက်ကြည့်နေခဲ့တယ်။ဒါပေမဲ့သူနိုင်ကိုနိုင်အပြိုင်ချင်းကြတဲ့တိုက်ပွဲကြီးကပြင်းထန်လုံးမကပြင်းထန်လာချိန်မှာတော့၎င်းတို့ထူထောင်ထားတဲ့ကမာစနစ်ကြီးကိုပါထိခိုက်လာတော့မဲ့အရေးကိုအထိတ်တလန့်သိမြင်လာကြပြီးစေယုတ်စုရဲ့ဇကားနေတော့ဖော်ပြနိုင်စွမ်းမရှိလို့ဆိုထားတဲ့လူမဆန်နဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုလင်းလျူရှုကပြစ်ခတ်ရဲစဲကြဖို့အထိတ်တလန့်တောင်းဆိုလာပါတယ်။ဒါကိုကုလထွေထွေညီလာခံကြီးရဲ့ဆုံးဖြတ်ချက်အမှန်89မြင်းဆောင်182ရအခွ ခွင့်အာဏာအနှင်းထားတဲ့အလို့သဘောဆွေးနွေးပွဲမှာမြမအရှိကုလတွင်းမှုကြောင့်ရဲ့အထူးတန်တမန်ဂျူလီပီရှော့ရဲ့အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာအထင်အရှားတွေ့လာရပါတယ်ဒီလိုအပြစ်ခံရဆဲခြင်းမရှိအစံဖတ်မှုတွေအရှိန်ရောကျသွားခြင်းမရှိလူလူရဲ့လိုအပ်ချက်ကိုအလေးမမှုကတတိုင်းပြည်လုံးပျက်စီးခြင်း၅ပါးစိုက်တော့မယ်လို့ပြောဆိုခဲ့ပါတယ်ရွေးကောက်ပွဲဆိုတာကလည်းအားလုံးပါဝင်နိုင်ခြင်းမရှိပါပဲလေအမည်သို့မည်ပုံလုပ်မယ်ဆိုတာကလည်းစင်းပင်မစင်စားတအောင်ဖြစ်တယ်လို့ဆိုပါတယ်ဒီစကားကဆင်းရဲဆိုးရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့သဘောထားဖြစ်လာပြီးပါတော့မယ် ်ဒီအတွက်၎င်းတို့ရွေးကောက်ပွဲကိုရခိုင်အတိုင်းတရုတ်အိန္ဒိယရုရှားတို့ကလွှဲပြီးအတိမတ်ပြုလာကြမဲ့ပုံမရှိဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံအချင်းသားများလှုပ်ပေးဖို့လည်းကုလသမဂ္ဂဆင်းမြင့်မှနေပြီးတောင်းဆိုသွားခဲ့ပါတယ်။ အမေရိကန်တမ်မတ်ကြီးကလည်းရခိုင်ပြည်နယ်အရေးကိုတူတူကြားကြားထည့်ပြောလာပြီးအာရခတက်တော်နယ်စစ်အုပ်စုနှစ်ဖွဲ့စလုံးမှလူအသက်များကိုတံပိုးထားဖို့နဲ့အရက်သားတွေကိုကာကွယ်ပေးဖို့ဦးစားပေးလှုံ့ဆော်ကြဖို့တိုက်တွန်းပါတယ်။တရုတ်တမ်မတ်ကြီးကမြန်မာရဲ့လူခွင့်ပြည်ထနာကိုနိုင်ငံရေးအသုံးချလာမှုကိုစန့်ခြင်းကြောင့်ကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအတွက်အားလုံးရဲ့သဘောထားကနိုင်ငံမှာတည်တံ့ခိုင်မြဲမဲ့ငြိမ်းချမ်းရေးဖို့ထက်လက်တလောလူကြားမကအောင်ဖြစ်နေတဲ့အကြမ်းဖက်မှုတွေရပ်တန့်ပြီးဆွေးနွေးကြရင်ကိုသာဦးစားပေးပြောဆိုလာကြပြီဖြစ်ပါတယ်။စေယုစုအဖို့ကပူနေမြဲကြားနေမြဲတိုင်းပြည်ကိုဆက်လက်ချဲလဲနိုင်ဆိုတဲ့ရည်မှန်းချက်ကတပြားမှမလျှော့၎င်းက၎င်းတို့အတွက်သိရရှိရင်လိုခံယူထားပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းမြည်တိနီးလမ်းမစုံသုံးဖို့လဲဝင်မလေးတော့ကရင်ပြည်နယ်မှာစည်ရင်အရာအခြေမလဖြစ်လာနေလို့တင်းနှလာနေမှာအရက်ဖက်ပြတ်မှတ်တွေကိုအတွဲလိုက်ဇက်တိုက်ပောက်ကွဲစေနိုင်တဲ့ cluster ပုံတွေနဲ့ တိုက်ခိုက်လာလို့ကော့ဂရိတ်မြို့နယ်အတွင်းရှိဂျင်းရွာစာတင်ကျောင်းထိမှန်သွားပြီးကလင်းငယ်တောင်းနဲ့ဆင်ရတန်ဦးတည်ဆုံသွားခဲ့ပါတယ်လူလူကြီးကလည်းမိမိတို့ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းအသာထားအခြေခံလူဝတ်ချက်တွေကိုတော့ဖြည့်ဆည်းပေးဖို့ဘလို့မှစိတ်ဝင်စားခြင်းမရှိသူများမိမိတို့ကိုရှမ်းသူတို့ကျွန်းလို့ဆက်ဆက်နေပြီး၎င်းတို့အုပ်စုသားစဉ်မြည်ဆက်အုပ်စုနိုင်ဖို့ချမ်းသာဖို့စီမံခန့်ခွဲနေမယ့်အရှိကိုနှစ်ပေါင်း60ကျော်ကောင်းကောင်းခံလာရပြီလည်းဖြစ်ပြီးဆက်ပြီးတီးခတ်နိုင်စွမ်းမရှိတော့ငရွေတော့မခံနိုင်မိမိတို့အိုးအိမ်ရွာကိုမီးလောင်တိုက်သွင်းလာတဲ့ရိုင်းဆိုင်ကြမ်းတက်လာ ဲ့စေအောင်စုကိုအပိသက်ဖယ်ရှားနိုင်မှာဖြစ်မယ်လို့ဆိုပြီးကြံဆောင်နေကြပြီ ဖြစ်တယ်လို့ဆောင်းပါးမှာရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။